တတိကျုံညာလေးတညာကလည်းချစ်ငယ်ညီမလေးရရနာနဲ့အတူဆူထားတယ်ဒီချင်းလေးရလည်းဟိုတတိကျုံလေးရောက်တော့ပြီဆိုတော့လေအဲ့တချင်းနဲ့အမှတ်တရပေါ့ညာလေးညာလေးကအမယာမိပါတယ်မီလီဝင်းကချစ်ငယ်ပါချစ်ငယ်ဆိုတော့တာ1982 83ခုလေးကပေါ့အခုပြတ်ဆိုရတာလေအရင်78နှစ်တပြည့်ကိုပြန်တတိယသွားစေတယ် နောက်ပြီးတော့နောက်ပိုင်းကလေးတွေပြန်ဆိုကြတယ်။နောက်ပိုင်းကလေးဆိုတော့လည်းကောင်းတယ်တော်တယ်ကလေးတွေသူတို့ဆိုတာလည်းချစ်ကြနားထောင်တယ်သဘောကြတယ်။ကိုတချင်းလေးတွေကောင်းကောင်းမွန်မွန်ဆိုတော့လေချစ်ကြဝမ်းသာတယ်။တရေချူညာလေးညတယ်လေအမယာမီပါတယ်။မီလီတွေထွတ်တော့စီပါတယ်လမ်းထဲမှာအဲ့ဒါလေးကလေအဲတီးထားတာကတော့နှစ်နှစ်လောက်ရှိသွားပြီ music လေးကအဲချစ်ကြအချင်းလေးကိုကြိုက်တယ်။ အဲ့ပြန်ပြေတော့ seize တယ်မှာပါတယ်ချက်ကအဲ့တော့16နှစ်တပီးပဲရှိသေးတယ်အတီးတာလီကလည်း perfect ဖြစ်သေးဘူးအဲ့တော့ကလည်းအဲ music ပိုင်းဆိုင်ရာတွေကလည်းတက်မတိုးတက်သေးမတိုးတက်သေးဘူးပေါ့နော်အတန်လေးလည်းတသေးလေးနဲ့အဲ့လိုဆုတ်ထားတဲ့အဲ့တော့ချစ်ကဆစ်ဆစ်နဲ့တပြည့်ပဲရှိသေးတာကိုနောက်ပြီးတော့နောက်ပိုင်းကလေးတွေပြန်ဆုတ်ကြတယ်နောက်ပိုင်းကလေးဆိုတော့လည်းကောင်းတယ်တော်တယ်ကလေးတွေသူတို့ဆုတ်လာတဲ့ချစ်ကနားထောင်နေသဘောကျတယ်ကိုတချင်းလေးတွေကောင်းကောင်းမွန်မွန်ဆိုတော့လေချစ်ကဝမ်းသာတယ် ဟိုဖြစ်တတ်လို့ဆိုရင်တော့ဝန်နေတာပေါ့နော်ဟိုကောင်းကောင်းမမုံလေးတွေပြန်ဆုံတဲ့အခါချစ်ငယ်စိတ်ထဲမှာပျော်တယ်ဟဲ့တော်လိုက်တာဒီကလေးလေးတွေတော်လိုက်တာဒီကလေးလေးတွေအဲ့လိုကိုချီးမွမ်းဖြစ်တယ်အဲ့တော့တတိယညလေးတညလေးအားလုံးအများကြီးပြန်ဆုံကြတယ်အော်ချစ်ငယ်ကအခုမှပြန်ပြီးတော့ကိုတချင်းအဟောင်းလေးတွေပြန်ရှာတာရှာတော့ချစ်ငယ်ကိုပူပူကပြောတယ်ချစ်ငယ်ရဲ့တချင်းငယ်တချင်းဟောင်းတွေအများကြီးပဲတဲ့အဲ့ဒါတွေပြန်ဆုံပါလားယင်တဲ့ဟိုချစ်ငယ်ရဲ့အမတ်တရားပေါ်တဲ့ပြန်ပြီးတော့ အခု2025 2036ပြန်ပြီးတော့အမှတ်တရပေါ့ဆိုတော့အေးဟုတ်တယ်သူပြောတာမှန်တယ်ဆိုပြီးတော့ချစ်ကဲအဲ့ဒါလေးပြန်ပြီးလုတ်လုတ်ဖြစ်တယ်ပေါ့နော်ငယ်တုံးပေါ့ခုနကော်နီပြောသလိုပေါ့ငယ်တုံးပေါ့ငယ်တုံးဆိုထားချစ်ငယ်ရဲ့အတူတူချစ်ငယ်တော့ပါလိအဲ့တော့အဲ့ချင်းလေးရလေတတိချုံညာလေးတညာကလည်းချစ်ငယ်ညီမလေးယရနာနဲ့အတူဆိုထားတယ်ဒီချင်းလေးရလေဟိုတတိချုံလေးရောက်တော့ပြီဆိုတော့လေအဲ့တချင်းလေးအမှတ်တရပေါ့ ချက်ငယ်အတွက်ဦးလေးလုံရရေးပေးခဲ့တာလေရေးပေးခဲ့တဲ့အမှတ်တရတစ်ချင်းဖြစ်တဲ့တကြောင်အခုပြတ်ဆိုရတာလေအရင်ဆက်ရှင်နဲ့တပည့်ကိုပြန်တတိယပါစေတယ်အဲ့တချင်းလေးဟိုပြန်ကြတော့လေချက်ငယ်ဟိုဘာပဲဖြစ်ဖြစ်ကိုဆရာသမားတွေဆရာဦးလေးလုံဆိုချက်ငယ်တကယ်ယေရှုရှင်ကြီးပါဒီတချင်းကိုရေခိုင်းပြီးတော့ဟိုတေချာသူ့အိမ်မှာကမ့်တွင်းပြီးတော့တီဆူစီခဲ့တာကအန်တီပလင်းမမပလင်း ဥတ္တနိုင်သူတို့ရဲ့ကျေးဇူးအများကြီးရှိရဲ့အဲ့ပြန်ပြီးတော့ seize တခုလုံးကိုမမပလဲရဲ့မမေတချင်းတွေရွေးတာသူတို့တချင်းတွေရှာပေးတာအဲ့ seize ကလေအဲ့ seize ပတ်သွားတာမမေရဲ့ချစ်ကြအမေရဲ့ဖေးဖိုင်တန်းနိုင်ရဲ့မမပလဲရဲ့ကျေးဇူးတွေကြောင့်ချစ်ငယ်ဒီတချင်းပောက်သွားခြင်းဖြစ်ပါတယ်ပြန်ပြီးတော့ seize ကအဲ့အတွက်အမေရောဟိုဟာကော ဥသားနိုင်ရောမမပလေရောဥလေးလွင်ရောဒီနေရာနေချစ်ငယ်ကတော့ပါလေပြန်ပြေတော့ကြောက်ချစ်ငယ်နာမည်ကြီးသွားတာလေဟုတ်ကဲ့ပါမူရင်းကချစ်ငယ်ပါချစ်ငယ်ဆိုတော့1982 83ခုလောက်ပေါ့အဲ့တော့ ကိစ္စကလေးတွေလေမကောင်းသေးဘူးခုနခုနပြောတယ်လို့ပါအတန်းလေခလေးတန်း music ဘိုင်းဆိုင်ရတာလေမဖွင့်ဖြိုးသေးဘူးဆိုတော့အများကြီးလိုအပ်နေတယ်အဲ့တော့ play white ကြီးอ่ะ play white ဆိုတော့ဘာအမှတ်တရပြန်ရစီတယ်ပေါ့အဲ့ဒီရှင်းလေးကြောင်းချစ်ကဟိုးတော့ကအရာကြီးပြန်တတိယသွားစီတယ် အဲ့ဒါအဲ့တချင်းလေးကထွက်တာတပတ်လောက်တော့ရှိရောမယ်အဲ့တချင်းလေးကချစ်ငယ်နဲ့မယရနာချစ်ငယ်ညီမလေးအငယ်ဆုံးလေးယရနာလေးနဲ့ဆုတ်ထားတဲ့ချင်းလေးပါအာချစ်ငယ် page မှာရောချစ်ငယ် YouTube မိခလာ official ဆိုရဲအောင်ရိုက်ကြည့်လို့ရှိရင်အဲ့သတိချက်ညာလေးတရားထွက်လာပါလိမ့်မယ်အဲ့မှာအားပေးလို့ရပါတယ်တချင်းလေးကစမ်းစမ်းသက်ထားတယ်ပေါ့နော်နားထောင်ကြည့်ကာမကောင်းချစ်ငယ်ပြပြော Thank you. ငယ်ကတရင်ကျွတ်မှာဆိုတော့အမြဲတမ်းမိဘနဲ့အတူချစ်ငယ်ရဲ့ဘူးဘွားတွေချစ်ငယ်ကျေးဇူးရှိခဲ့တဲ့သူတွေကိုချစ်ငယ်အမြဲတမ်းကတော့တယ်အဲဒါပေမဲ့နေသွားရင်အခုဒီနှစ်တရင်ကျွတ်ကြတော့ချစ်ငယ်ကလေးစုံချစ်ငယ်ကအိမ်မှာမရှိဘူးရှိတော့ကြိုပြီးကြတော့အောင်ပေါ့ကြိုပြီးကြတော့အောင်ပေါ့နော်တခုကတောင်ကြီးတခုကလေကူးတချို့ကတခုကဘယ်နေရာလဲမသိဘူးချစ်ငယ်လက်ခံထားတဲ့အကြောင်းတဏှာစီတွေချစ်ငယ်ပြေးရမှာဆိုတော့အိမ်မှာတရင်မကျွတ်မတိုင်မီချစ်ငယ်ကတော့အောင်ပေါ့နော်ဒါက စင်လာကောင်းတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့သိထွတ်မြတ်တဲ့လာထုလမြတ်ဖြစ်တယ်လို့အจิตသီလကောင်းတဲ့အจิตကလေးပါအဲ့ဒါတွေအလုံးကိုမြန်မာလူမျိုးတွေရတာတိတ်ပြီးတော့ဂုံရှိပါတယ်အဲ့တော့သတင်းကျုပ်ရောက်တိုင်းလေးချင်းကြီးဂျေဆုရှင်လေးချင်းကြီးကတော့ကတော့ရပါတကယ်ကတော့တာဟိုသတင်းကျုပ်ရောက်တိုင်းကိုချင်းကြီးနှိမ့်တိုင်းနှိမ့်တိုင်းကတော့တယ်သတင်းကျုပ်ကကျတော့ချင်းကြီးဟိုသူတို့စားတောက်ဖွေရလေးတွေအခုစားလေးတွေအဲဝတ်ဝတ်ထုငွေလေးနဲ့ကတော့တယ်ဆရာသမားတွေဆရာတော်ကြီးတွေချင်းကြီးအမြဲတမ်း ကုသိုလ်ပြုချစ်ငယ်မှာကုသိုလ်ဟိုရတဲ့ပစံရဲ့ဆေဖို့တုံးဖို့ချစ်ငယ်အမြဲတမ်းလှူပဲအဲ့တော့ကိုလှူကန်နေကြရင်တော့အမြဲတမ်းအစင်အစင်သင့်ဖြစ်တာပေါ့နော်ကထိန်ဆိုတော့ကထိန်ကတော့မလေကထိန်သင်္ကန်းကတော့မယ်အဲ့တော့လဲချစ်ငယ်ဟို ready လုပ်ထားတာပေါ့နော်အဲ့လိုမျိုးလေးတွေ